မင်္ဂလာပါရှင် sharing by shirley channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ဆရာတုတေတီဖုံမြင့်တွေရေးသားသည့်အရေးကြီးတာကစိတ်ချမ်းသာဖို့စအုပ်သေးကအားငယ်စိတ်လားတွားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားစင်ခံစားပေးကြပါဦးရှင်အားငယ်စိတ်လားတွားသူတို့ကငါ့ကိုဘယ်လိုထင်မလဲ ဖြစ်မှဖြစ်ပါမလားငါအကြောင်းဘာများပြောမလဲငါလှုပ်တာကိုဘယ်သူတွေကဘာပြောကြမလဲလှုပ်လို့ gain လို့ရပါမလားစတဲ့လားပေါင်းများစွာနဲ့အားငယ်စိတ်တွေဟာအလုံးမဖြစ်ဖို့ရယ်စိတ်မချမ်းသာဖို့ရယ်မှာကြီးစွာတော့တွန်းအားတွေပါပဲအားငယ်စိတ်ကငယ်ထိတ်တဲ့ရင်ဘာမှလှုပ်စားလို့မရတော့ဘူးတွားပြီးစိန်ခေါ်ရင်တိမ်ပေါ်ထိလိုက်တိုက်ခြင်းနဲ့စိတ်မျိုးရှိမှသာလောကဒဏ်ကိုလံကထောလှုပ်ပြလိုက်နိုင်ပြီး ီးစိတ်ဤချမ်းသာခြင်းရမယ်အားငယ်စိတ်ဆိုရင်အားငယ်စိတ်လာတွားတွားလို့ရတာမောင်းနှင်ထုတ်ပြပါစိတ်အားငယ်မှုကိုမွေးမထားနဲ့စိတ်အားငယ်မှုကိုမွေးထားရင် စိတ်ငယ်စရာပေါင်းထောင်တောင်းဟာတိုးဝင်လာခြင်းခံရလိမ့်မယ်။စိတ်ရဲ့တဘောတရားကတခဏမှအကျိန်ပေါင်းများစွာ ဖြစ်ပေါ်နိုင်စွမ်းရှိတာမို့အတွေးတွေအာယုံတွေထင်နာမြင်နာတွေကနေဟိုတွေးမိဒီအာယုံယူမိနဲ့စိတ်အားငယ်စရာတွေဝင်လာခဲ့ရင်ဝင်လာပြီးရင်ဝင်လာတဲ့တဘောမှရှိတယ်။အဲဒါကြောင့်စိတ်အားငယ်မှုကိုနည်းနည်းကလေးမှတောင်းလက်ခံမထားသင့်ဘူး။အချို့ကအလကားနေရင် စိတ်မချမ်းသာ စရာတွေကို အားငယ်စိတ်မွေးရကနေအလိုလိုရရှိပိုင်ဆိုင်နေကြတယ်။အသွေးဆိုတာသွေးမသာပေါ်တာမသွေးပဲတခုခုလုံနေရင်မပေါ်ဘူး။ဘာမှမသွေးပဲအလိုအလျောက်အသွေးဆိုတာကပေါ်မလာဘူး။မကောင်းတာကြီးရှောက်သွေးနေရင်မကောင်းတာတွေပဲစဉ်းစားမိမှာပေါ့။စဉ်းစားမိတော့ဘာဖြစ်လဲ။ဟော အားငယ်စိတ်ကဝင်လာရောအဲဒါကြောင့်တွေးရင် ကောင်းတဲ့အာယုံဘက်ကိုဒါတွေးပါ စိတ်အားငယ်မဲ့ဘက်ကိုမတွေးပါနဲ့မဖြစ်သေးတာကို အဖြစ်လို့တွေးမအောင်သေးတာကို အောင်ရမယ်လို့တွေးအာယုံကိုကောင်းတဲ့ဘက်နဲ့ဖြစ်မဲ့ဘက်သာလှည့်ပြအဲဒါလို့ဆိုရင်စိတ်အားမငယ်ပဲအာတတ်မယ်အာတတ်တော့စိတ်ချမ်းသာလိမ့်မယ်အဲဒါဒါအကောင်းဆုံးစိတ်တဲ့တမျိုးအားငယ်ခြင်းကဘယ်ကလာတယ်လဲအားငယ်မှုတွေက ပကတိယုတ်ဝိထုမ ြေဆုံးမှုချိန်ချောင်းမှုအကူအညီမဲမှုတွေနဲ့စိတ်အင်အားတွေနှဲပါတဲ့အတွက်အတွင်းစိတ်ကကိုကိုကိုကြောင်းကြဆိုရင်ပြီး အားငယ်စိတ်ဖြစ်ရတာအားငယ်စိတ်ဟာကြိုတင်ရှုံးနေတဲ့အရှုံးပေးနေတဲ့စိတ်တစ်မျိုးရဲ့ပါ လုံးဝအရှုံးပါ စာရေးသူဟာစာရေးစရာဖြစ်စားကအလွန်အားငယ်စရာတွေ တွေးပြီးအားငယ်ခဲ့ပါတယ်ဘလို့တွေအားငယ်စိတ်တွေဝင်ခဲ့တယ်လဲဆိုတော့ငါးစာမှုကောင်းမှကောင်းပါမလားအဒီတာတွေ ွေကရွေးပါမလားငားစာအုပ်တွေ ထွက်ရင် စာဖက်ပရိတ်တ်ကကြိုက်ပါမလားဆိုတာတွေ တွေးပြီးစိတ်အားငယ်ရစိတ်မချမ်းမသာဖြစ်ရတယ်စာရေးသူဖခင်ကတင်နေရေးတာကမင်းရဲ့အလုပ်ပဲကောင်းလို့ရွေးတာမကောင်းလို့ပယ်တာကအယ်ဒီတာအလုပ်ရိုင်းနှိပ်တာကထုတ်ဝေသူအလုပ်ကြိုက်တာမကြိုက်တာက စာဖက်သူရဲ့အလုပ်တယ်အားငယ်စရာတွေတွေးပြီးလက်မတွန်းနဲ့တွေးမိတာတာရေးပြစ်ကျန်တာကကျန်နေလူစဉ်းစား လိမ့်မယ်လို့တင်ကြားပေးခဲ့ဘူးတယ်ဖြစ်ပါမလားလို့စိတ်ဇဝေဇဝါမတမယာအားငယ်ဖွဲတွေဒါတွေးလေရှိသူဟာတွေးလေတိုင်းစိတ်ချမ်းသာစရာမပေါ်လာပဲစိတ်မချမ်းသာစရာတွေဒါဝင်လာမှာပါပဲစိတ်ဟာလူရဲ့အာထုံမှုပြောဆိုမှုရဲ့ရှေ့တွာအဲ့ဒါကိုအားငယ်နေလို့ကတော့အလကားပဲစိတ်အားငယ်မှာတော့ကရကံတွေရောဝစီကံတွေပါအားငယ်နေတော့မှာပေါ့အဲ့ဒီတော့ပြက်ပြက်တာတာဆုံးဖြတ်ထားဗျ ရာအားငယ်စိတ်လားတွာနားစင်ပေးခဲ့ကြသောစာပေချစ်သူများအလုံးတာယာပျော်ရွှင် ချမ်းမြေ့ကြပါစီရှင်